လူလဲတွေလောကမှာတချို့လူတွေကကိုယ့်ကိုယ်ကိုလဲလာပြီလို့ထင်။အားကြောင့်လဲဆိုတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသူကဖိပြီးခိုင်းတာ။နေမီခိုင်းတယ်။ပြီးဘုဘကတမကလူကအာနာတက်တယ်။ဘုံမှာကျွန်တော်တို့လူပေါ့ခမားတို့လူပေါ့ကျွန်တော်မိတ်ဆွေတွေလူကအာနာတက်တယ်။အာနာတက်တော့ဘာဖြစ်လဲဆိုတော့သူတို့ပြောသမျှဟုတ်ကဲ့ဟုတ်ကဲ့ပေါ့သူတို့ပြောခိုင်းသမျှကိုလုတ်ပေးရတာ။အဲ့ချိန်ကျရင်အဲ့လူလေတွေကသူတို့ကိုသူတို့ဟုတ်လာပြီလို့မှတ်လာတယ်။အဲအဲ့တော့သူတို့ကလည်း လူလေတွေဆိုဆိုရဲခေါင်းစဉ်အတိုင်းပဲသူတို့ခိုင်းလို့ရတယ်သူတို့လွှမ်းမိုးလို့ရတယ်လူတွေကိုပဲသူတို့ကအဲဘယ်လိုပြောရမလဲဆိုတော့လိုက်ပြီးတော့သူတို့ကချစ်ကတ်တယ်သူတို့လုံးလုံးမရတဲ့လူတွေကိုဘယ်တော့မှချစ်မကပ်အဲ့လိုလူတွေကိုသူတို့ကဘာလုပ်လဲဆိုလို့ရှင်အဲ့လူတွေကမကောင်းဘူးပေါ့နော်အဲစပြစ်တိချင်တယ်လို့ပေါ့နော်သူတို့ ਨੇ လုံးလို့ရတဲ့လူတွေဆိုသူတို့ကဘာလုပ်မလဲဆိုတော့ချော့ပေါင်းတယ်၆ပေါင်းတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့တတိထားဖို့ကနှစ်ဖက်မြင်ရမှာပေါ့ဒီလိုလူလေတွေရှိတာဟာကျွန်တော်တို့အတွက် ကောင်းတာတစ်ခုရှိတယ်လို့ဆိုတာလည်းရှိတယ်။ကောင်းတာဘာလဲဆိုတော့တို့အတင်းတွန်းတဲ့အတွက်ကြောင့်မဟုတ်လို့ကိုယ့်ရဲ့စိတ်ကတို့တွန်းတာကိုခံနိုင်တယ်။တို့ရဲ့ driving force နော်။အဲ့တော့တို့တွန်းတာကိုခံမလား၊ကိုယ့်ကိုယ်တွန်းမလားဆိုတဲ့စိတ်နှမျိုးဖြစ်လာ။သူများတွန်းတာတော့မခံဘူး။ငါဘာငါလုပ်။မင်းတွန်းလို့ငါလုပ်တာမဟုတ်။ငါအတွက်ငါလုပ်တာဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့ကစူးစမ်းမယ်ဆိုရင်ဒီလူလယ်တွေနဲ့ကိုပေါင်း စိတ်ခွာပေါင်းရင်ကျွန်တော်တို့အောင်မြင်နိုင်ဟုတ်နောက်တစ်ခုကအဲ့လိုမဟုတ်ဘဲနဲ့သူတို့လုတ်သမျှကိုကိုကလိုက်ပြီးတော့လိုက်လုံးကြီးတွေလုံရင်းလုံရင်းနဲ့သူတို့ရဲ့ခိုင်းဘက်ကြီးဖြစ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဘဝဟာကိုကိုကိုလည်းမရေရဘူးမတေကြဘူးသူများခိုင်းသမျှလုံနေပြီးတော့ကြာရင် စိတ်ပြတ်တဲ့လူဖြစ်ပါအဲ့တော့ကျွန်တော်နောက်ဆုံး key point ကတော့လူတွေအနေနဲ့ပေါင်းတဲ့ဟာကောင်းတာရှိတယ်လို့ဆိုတာရှိတယ်ကောင်းတာက သူတို့တွန်းတယ်လို့မျိုးကိုယ့်အကူပဲလုပ်မယ်မင်းတို့တွန်းတာကိုမခံဘူးဆိုတဲ့စိတ်ကမခံခြင်းစိတ်နံပါတ်1နံပါတ်2ကလိုက်ပြီးတော့စိတ်ပြော့ပြီးတော့မှလူလေတွေလုတ်သမျှကိုခံပြီးတော့မှကို့ဘဝကိုအနစ်မောမခံပါနဲ့အဲ့ဒီနှစ်ချက်ကိုသတိထားမယ်ဆိုလို့ရှိရင်လူလေတွေကိုကျွန်တော်တို့ဘလို့အသုံးချရမလဲဆိုတာအသိပါပြီโอเคကျွန်တော်မိတ်ဆွေတွေရောလူလေတွေကိုဘလို့အသုံးချရမလဲဆိုတာကျွန်တော်ပြောပြပါအောင်ဒါ යි